လွန်ခဲ့တဲ့2600ကဟောခဲ့တဲ့ရသဗျာရဲ့ဆုံးမတရားတွေမှာသစ္စာလေးပါမဂ္ဂင်၈ပါဒါတွေဟာလုံးဝအမှားမရှိတဲ့အရာမမရှိဘူးဆိုတာမှားပါတယ်ဆိုရှားပြရသဗျာကိုယ်တိုင်ကလည်းရှားခိုင်းနေလေးလာခိုင်းနေ မဝေပန်ရဘူးမလေးလာရဘူးလို့မပြောဘူးတခုမှမြတ်စွာဘုရားဟောတဲ့တုတ်တန်နေတဲ့မှာဂိန္တိဆိုတဲ့တုတ်ရှိတယ်ဝိမန္တကဆိုတဲ့တုတ်ရှိတယ်ဒါကြောင့်မို့သူဟောတဲ့တရားနဲ့ပတ်သက်ပြီးတော့အမမဝိပန်ခိုင်းတဲ့ပတ္တယေခေါင်းဆောင်ဆိုတာဘုရားတဆူပဲရှိတယ်ပြောတယ်